လွန်ခဲ့တဲ့6နှစ်ကိုကျွန်တော်နဲ့အတူပြန်ပြီးတော့တွေ့ကြည့်အောင်အားလုံးပဲမင်လာပေါင်းနဲ့ပြည်တုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းလုံးကို long term review လေးကျွန်တော်လုပ်ပေးသွားမယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့အခုလက်ရှိဈေးွက်ထဲမှာမြန်မာငွေကျပ်7သိန်း ဆွန်းဆွန်းပေါ့နော်အဲ73သိန်းလောက်သုံးမယ်ဆိုလို့ရှိရင် iPhone နဲ့ကိုင်နေတယ်ဆိုလို့ရှိရင်ဒီ iPhone ကိုကိုင်ရမလားဆိုပြီးတော့ကျွန်တော်လာလာမေးတဲ့လူဒီအပိုင်းမှာ2ယောက်3ယောက်လောက်ရှိလာတဲ့ကြောင့်ကျွန်တော် review ယူနေလေရလာနေမထူးกว่าဆိုပြီးတော့ကျွန်တော်ဒီ video လေးလုတ်ဖြစ်လိုက်တာလို့ပြောရင်တော့ပို့ပြီးတော့မှတ်လိုက်မယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့ iPhone ကနေလွန်ခဲ့တဲ့6နှစ်ကထွက်ထားတဲ့ iPhone 11 Pro Max လေးကိုကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ long term review လေးကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီဖုန်းကအခုချိန်ဒီကိုဝယ်တင်နေသေးတာမဝယ်တင်ဘူးလားဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ရဲ့ဒီလို video သုံးတဲ့အထိ like ကြည့်ဖို့တော့လိုပါလိမ့်မယ်ဒ ါပေမဲ့တချို့ချို့တော့ဗီဒီယိုအဆုံးထိမကြည့်နိုင်သေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့စပြောပြရမယ်ဆိုရင်ဒီဖုန်းကအခုချိန်မှာတော့ကျွန်တော်မွေတော့ပဲနဲ့ကြော်လိုက်တင်တယ်လို့ကျွန်တော်တစ်ခါတည်းကြိုပြီးတော့အကြံပေးထားခြင်းနဲ့မေးပြီဗျာဒီလောက်ပုံဝင်ရင်သုံးမယ်ဆိုလို့ရှိရင်တော့12 Pro Max လောက်ကနေစပြီးတော့ဝယ်တာပါညာတော့ကျွန်တော်ပို့ပြီးတော့အားပေးခြင်းနဲ့11 Pro Max ကိုတော့အရင်ကြီးအားမပေးခြင်းတော့လို့ကျွန်တော်ဗွေစော်ဦးစဖွင့်ပြီးတော့ပြောလိုက်ခြင်းနဲ့ပေါ့နော်ဘာလို့ကျွန်တော်အဲ့လိုတွေပြောလဲဆိုတော့သိခြင်းနဲ့ဆိုလို့ရှိရင်တော့ဗီဒီယိုသုံးနဲ့ဒီလိုက်ကြည့်ဖို့တော့လိုပါလိမ့်မယ် အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနောက်တစ်ခါပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့ review တွင်ထောက်ပံ့ပေးထားတာကတော့ pro second အနေပြီးတော့ review တွင်ထောက်ပံ့ပေးထားတာဖြစ်ပါတယ် review တွင်ထောက်ပံ့ပေးတဲ့ pro second ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ဒီဖုန်းကလည်းလက်ရှိ pro second မှာရှိနေသေးတာဆိုတော့ကျွန်တော်ဒီ video ရိုက်တဲ့အချိန်မှာရှိနေသေးတာเนาะတင်နေတဲ့အချိန်ကြားလို့ရှိရင်ရောင်းထွက်သွားတယ်မပြောတတ်ဘူးခုချိန်နေရှိနေသေးတာဆိုတော့ဘာပြောဝယ်မယ်လို့စဉ်းစားရတယ်ဆိုလို့ရှိရင်တော့တွားချပြီးတော့ pro second မှာဝယ်လို့ရတယ်ဆိုတော့အကြောင်းလို့လည်းတင်ကောင်းပါပြီးတော့ပြောကြခြင်းပါတယ်ဒီဖုန်းရဲ့ပထမဆုံးစကောက်ကင်နိုင်ခြင်းခံစားချက်နဲ့ပဲစပြောအောင် ဒီဖုန်းကကျွန်တော်တော်တော်လေး personal အရာကြိုက်ခဲ့တဲ့ iPhone ထဲမှာပါရလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ XS Max ကနေပြီးတော့11 Pro Max ကိုချိန်တဲ့အချိန်မှာ changes ကြီးကြီးမားမားကိုတကယ်ကိုခံစားခဲ့ရတာဒီဖုန်းပေါ့နော်။ကင်မရာအပြောင်းလဲဖြစ်သွားတယ်။ display ကလည်းပိုပြီးတော့မိုက်လာတယ်။ပြီးတော့ကန်ရတဲ့ hand feeling တွေ battery ပိုခံတာတွေအများကြီးဖြစ်ခဲ့တဲ့ကြောင့်ကျွန်တော်စီမှာ memories အဖြစ်ဆုံးဖုန်းကိုပြောပါဆိုလို့ရှင်တော့ဒီ11 Pro Max ကိုပဲကျွန်တော်ပြောရလိမ့်မယ်။ဆိုတော့အကြောင်းမို့ဒီဖုန်းကအခုချိန်2025နဲ့ပြန်ကန်ကြည့်တဲ့အချိန်မှာရောအဲ့လို feeling ရနေသေးလားဆိုလို့ရှင်တော့ မရတော့ဘူးလို့ပဲစိတ်မကောင်းစွာနဲ့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီဖုန်းကကောက်ကန်လိုက်တာနဲ့တော်တော်လေးချောတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတယ်အဓိကတော့ဘေးပေါက်နေရကျွန်တော်တို့က၄တောင်နေနဲ့အသားကျသွားပြီဖြစ်တဲ့တော့ကြဒီကောင်ရဲ့အလုံးနဲ့ကကျွန်တော်တို့နဲ့ကဘလုံးမောက်အစင်မပြတော့ဘဲနဲ့အထက်မှာတော်တော်လေးချောတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတယ်သူ့ရဲ့ဘေးပေါက်နေရတော့ stainless steel နဲ့လုပ်ထားပြီးပြီးတော့အနောက်ဘက်ကတော့ glass နဲ့လုပ်ထားပြီးရပေါ့နော်ဆိုတော့သူ့ရဲ့ design ကိုကြည့်မယ်ဆိုရင်တော့ iPhone ရဲ့ signature look ပဲကင်မရာ၃လုံးကိုစပြီးတော့အဲ့ဒီဖုန်းမှာသုံးပေးလိုက်တာပေါ့နောက်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကင်မရာ၃လုံးကိုပဲအခြေခံပြီးတော့မှဂျင်း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  င်းနဲ့အခုချိန်ဒီ sampling promise ဒီရောက်လာတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီကင်မရာ၃လုံးရဲ့ကနဦးစားဒီ iPhone 11 Pro 11 Pro Max ကနေစခဲ့တာလို့ပြောရင်တော့ပို့ပြီးတော့မလိမ့်မယ်ဆိုတော့11 Pro Max ကအခုခေတ်နေသားနဲ့ကြည့်မယ်ဆိုရင်တော့ကင်မရာတိတ်ပြီးတော့ကြည့်လို့မကောင်းဘူးကျွန်တော်ကပြူးပြဲကြီးမြင်နေကြဖြစ်သွားပြီးတော့ကြောင့်ကျွန်တော်မျက်လုံးတွေကနည်းလေးသေးနေတယ်တိတ်ပြီးတော့မလှတော့ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရတယ်ပေါ့နော်အနောက်ဘက်ကတော်တော်လေးချောတယ် glass ကလည်းကြာကွဲနိုင်ကြတော်လေးများတာဖြစ်တော့ cover တက်ကင်မောက်အစင်ပြေးလိမ့်မယ်မဟုတ်ဆိုလို့ရှိရင်တော့ဂွယ်ပြီးရနဲ့ ဆိုပြီးတော့တန်းပြီးတော့ကွမ်းမဲ့နေရမျိုးမှာရှိတာဖြစ်တဲ့အတွက်အဲ့ဒီလောက်စားလေးတခုတော့သတိချဖို့တော့လိုလိမ့်မယ်ပေါ့နော်ဘေးပေါက်နေရာလည်းကန်ရတာအရင်တော့အခုကနေထားနေကြည့်မယ်ဆိုတော့ comfort ဖြစ်လိုက်ကြရတော့မဟုတ်ဘူးအဲတော်တော်လေးချောပြီးတော့လုံးနေတာဖြစ်တဲ့အတွက်ပြုတ်ကျနိုင်ကြီးကဒီစမ်းသုံးနေနေတော့မှကြမယ်ကြမယ်ကြမယ်ဆိုတော့ခံစားချက်မျိုးကတော်ခံစားနေရတာဆိုတော့အဲ့ဒီလောက်စားလေးတခုကတော့တိတ်ပြီးတော့သဘောမကျဘူးလို့ပဲပြောရမှာပေါ့နော် ခြေဘက်က display ကိုကြည့်မယ်ဆိုလို့ရှင်တော့6.5 inches အကျယ်ရှိတဲ့ Super Retina HDR OLED display ကိုသုံးထားပေးတယ်။ 60Hz ပဲရတယ်။ 120Hz နဲ့ 90Hz ဒီ display မှာဘာမှမရသေးဘူးပေါ့နော်။ HDR ဆိုလည်း 1080p ပဲရတယ်။ Block billion color ဆို Dolby Vision bla bla အဲ့ဒါတွေလည်းမကောင်းမရဘူးပေါ့နော်။ Brightness ကိုအမြင့်ဆုံးတင်လို့ရတဲ့ Brightness ကိုကြည့်မယ်ဆိုရင်လည်း 1200Hz ပဲသူကထည့်ထားပေးတယ်ဆိုတော့အခုကနေထားနေကြည့်မယ်ဆိုရင်တော့ Indoor မှာတော်တော်လေးအဆင်ပြေနေသုံးလို့ရတယ်ဆိုမှ Outdoor မှာတော့နည်းနည်းမှိန်နေ။နည်းနည်းမွဲချောက်နိုင်နေဆိုတော့ခံစားချက်မျိုးလေးကတော့ခံစားသွားပါ ယူပါเนาะအဲဒီဥစ္စာလေးတခုတော့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်ပြောချင်တယ် display button ကအရင်ကြီးကောင်းလာကြီးရတော့မဟုတ်တော့လို့ပဲပြောရမှာပေါ့เนาะပြီးတော့ cookie နေထားနဲ့ 90Hz လောက်တောင်မရဘူးဆိုတော့ကတော့ကျွန်တော်တို့လိုမျိုး 120Hz တို့ 144Hz တို့တောက်လျှောက်ပြင်းနေတဲ့ဒူတွေဆိုလို့ရှိရင်တော့နည်းလေးနည်းနည်းမဟုတ်ပါဘူးတော်တော်လေး၄ပင်နဲ့ဆိုရခံစားချက်မျိုးကတော့တေချာဘုတ်ကိုခံစားရလိမ့်မယ်အကြောင်းမလို့ display မှာကျွန်တော်တို့အရင်ကြီးအားရတဲ့အထက်မှာမပါတော့ဘူးလို့ပဲပြောရမှာပေါ့เนาะပြီးတော့အပေါ်မှာဆိုလို့ရှိရင်အကုန်သေးကြတဲ့အတိုင်းပဲ notch အကြီးပါတယ်ဗောနော်အဲ့ notch အကြီးရတယ်တော်တော်လေးကိုတော့အခုကနေသားနဲ့ဆိုလို့ရှင်ကွယ်တယ်လို့ခံစားရတယ်ဆိုတော့ဒီ display မှာလည်းတိတ်ပြီးတော့အားရစရာမကောင်းလို့ပဲပြောရမှာဗောနော်ပြီးတော့ဒီကောင်မှာဆိုလို့ရှင်တော့ face ID နဲ့ပဲလာတာဗောနော် face ID ကတော့အခုချိန်ထိတော့ accurate ဖြစ်ပြီးတော့မြန်သေးတယ်ဒီဘက်မှာတော့ဘာမှတိတ်ပြပြောစရာမရှိဘူးပြီးတော့ haptic monitor haptic monitor ကလည်းအခုနောက်ပိုင်းထွက်တဲ့ iPhone တွေနဲ့ရှင်းမယ်ဆိုရင်တော့အဲနည်းနည်းလေးတိုက်မဖြစ်တော့ဘူးနည်းနည်းလေး soft အရန်ဖြစ်နေတယ်ဆိုတော့ခံစားချက်မျိုးတွေတော့ခံစားရလိမ့်မယ်ဒါကလည်းကြီးများတော့ကြာပါတယ်ဆိုတော့ haptic monitor မှာလည်းတိတ်ပြီးတော့အားရစရာမကောင်းတော့ ော်ဘူးလို့ပဲပြောရမှာပေါ့နော်ပြီးတော့ speaker speaker ကတော့ stereo speaker ကိုထည့်ထားပေးတယ်အတန်ထွက်ကတော့ကောင်းတယ် clarity လည်းတော်တော်ကောင်းတယ်ဒါပေမဲ့အရန်ကျဲလိုက်မယ်ဆိုလို့ရှိရင်လည်း clarity ပိုင်းလည်းကောင်းပါသေးတယ် distortion တွေအရင်ဝင်တာမျိုးတော့မရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ speaker နည်းနည်းတိုးတယ်ဆိုရခံစားချက်မျိုးလေးတော့ခံစားရတယ်ပေါ့နော်နှစ်ကာလနည်းကြာသွားပြီဖြစ်တဲ့ကြောင့် speaker တိုးတယ်ဆိုရခံစားချက်မျိုးတော့တော်တော်လေးခံစားရတယ်အတန်းတော့ကအရင်လည်းမညီဘူးပေါ့နော်အောက်ဘက်ကကျွန်တော်တို့80လောက်ထွက်ပြီးတော့အပေါ်ဘက်က20လောက်ပဲထွက်တယ်လို့ပြောလို့ရတယ်အဲကြောင့်မို့လဲပို့ပြီးတော့ဖုန်းက အတန်တိုင်းတိုးတယ်ဆိုတဲ့ခံစားချက်မျိုးလေးကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ခံစားလာရတယ်လို့ပြောရင်တော့ပို့ပြီးတော့မှန်လိမ့်မှာပေါ့နော်ပြီးတော့နောက်ထပ်အားနည်းတဲ့ဒီပိုင်းအောင်ဆက်ပြောရမယ်ဆိုလို့ရှင်တော့ဒီကောင်ရဲ့ဘက်ထရီပေါ့နော်ဘက်ထရီဆိုလို့ရှိရင်လည်းဒီကောင်က3969လောက်ပဲရှိရဲ4000မပြည့်တဲ့ဘက်ထရီ mAh တစ်ခုပဲသူကတုံးထားပေးတာဆိုတော့အခုခေတ်နေသားနဲ့ကြည့်မယ်ဆိုတော့ဘက်ထရီကတော်တော်လေးအားနည်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တစ်ခုပြန်ခံစားတာကသူက 60Hz ဖြစ်တဲ့တော့ကြောင့်အရန်တော့အားမစားဘူးပေါ့နော်ကျွန်တော်အခုလက်ရှိဒီဖုန်းဆိုလို့ရှိရင်100%ဘက်ထရီ original ပြန်ပြီးတော့အစ်စ်လဲထားတာပေါ့နော်ဆိုတော့အစ်စ်ပြန်လဲထားတဲ့အနေအထားမှာစမ်းသ ုံးကြီးတလို့ဆိုရင်တော့မအာတိတ်မခံဘူးဆိုရင်ခံစားချက်မျိုးခံစားရတယ်။မနက်9:00လောက်ကနေ100%အပြည့်အဝမီသုံးမယ်ဆိုရင်ညနေ9:00လောက်ဆိုရင်အာထန်းကုန်ကြမှာ30 40ပတ်ချာလဲပေါ့နော်။အဲ့လောက်ပဲကြံနေဆိုတာကတော့ဒီဖုန်းနဲ့တရက်တာကြော်ဖြတ်ဖို့ဆိုတာကတော့အခုကနေထားနေဆိုရင်တော့နည်းနည်းလေးခဲရင်သွားပြီပဲပြောရမှာပေါ့နော်။အပြည့်အဝမီဆိုလို့ရှိရင်ဒီကောင် Lightning ကိုပဲဒီကောင်အမြင့်ဆုံး15ဝက်လောက်ထိပဲ support လုပ်တာဆိုတော့ဒီကောင်အပြည့်အဝမီဆိုလို့ရှိရင်တော်တော်လေးတော့ကြာတယ်ဗျာ။တော်တော်စိတ်ရှည်မှရတာပေါ့နော်။0 to 100ကိုကျွန်တော်စမ်းသွင်းကြည့်တော့ဆိုရင်တော့မှတနားရီ15တနားရီ20 30လောက်ထိအချိန်ပေးရတာကိုသတိထားမိတယ်ဆိုတော့အခုခေတ်အနေထားအချိန်ခါနဲ့ပြန်ချိန်မယ်ဆိုလို့ရှိရင်ဗျာ အားကုန်တာလည်းမြန်တယ်လို့အပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းအချိန်တစ်ခုတော်တော်လေးပေးနေရတယ်ဆိုတော့တော့တိတ်ပြီးတော့စိတ်သွားတိုင်းကိုမပါတော့ဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးတခုကတော်တော်လေးအဆင်မပြေတော့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ stay ပေါ့နော်အဆင်ပြေနေသေးတာဘာလဲဆိုလို့ရှိရင်တော့နှစ်ခုပေါ့နော်ပထမတစ်ခုကကျတော့ကင်မရာသူ့ကင်မရာမှာကတော့ဒါဒီဖုန်းမှာစာပြီးပြောင်းလိုက်လိုက်တဲ့၃လုံးပေါ့နော်12 megapixel ကြီးပဲ၃လုံးသုံးထားပေးရယ် main camera လည်း12 megapixel ultrapic ကလည်း12 megapixel ပြီးတော့ tellia လည်း12 megapixel ပဲသုံးထားပေးရယ်ဗီဒီယို quality ကလည်းတော်တော်လေးတော့မိုက်တယ် 4K 60fps အ ငိမ်ရိုက်လို့ရတာပေါ့နော်ပြီးတော့ selfie ကလည်း12 megapixel ကိုပဲတုံထားပြီးပြီးတော့ selfie မှာလည်း 4K 60fps အငိမ်ရိုက်လို့ရတယ်ဆိုတော့ဒီဖုန်းကကင်မရာအခုချိန်ထိကိုတော်တော်ကြီးဘာဝင်တန်းဝင်နေကောင်းနေသေးတယ်ဆိုတာကတော့100%သေးကြတာပေါ့နော်ကျွန်တော်ခုလည်းပုံတွေပြထားဆိုအမှမြင်ပါလိမ့်မယ် video quality ကလည်း iPhone ကတရှုပ်လို့မရအောင်အခုချိန်ထိကို video camera video quality ကတော်တော်ကြီးမိုက်နေသေးတာတော့ဒီထားမိတဲ့အတွက်ကြောင့် vlogging လုပ်မယ်ဆိုတဲ့သူတွေကဒီဖုန်းရဲ့ကင်မရာတွေကအခုချိန်ထိကိုတော်တော်လေးဘာဝင်တန်းဝင်နေအဆင်ပြေနေသေးတယ်ဆိုတာ100%ကျွန်တော်ပြောရဲတယ်ပေါ့နော်ပြီးတော့ နောက်ထပ်တစ်ပိုင်း performance ပေါ့နော်ဆိုတော့ဒီကောင်းမှာ A13 bionic chip ကိုသူတို့ grind ထုတ်ထားတဲ့ bionic A13 bionic chip ကိုသူတို့ကသုံးထားတယ်ဆိုတော့အခုချိန်အထိကို daily usage တွေကတော့ပေါ့ပါ AA စစ်စစ်လင်းလင်းမြန်မြန်နဲ့သုံးလို့ရနေသေးတဲ့အနေအထားမှာရှိရတယ်ဒါပေမဲ့ တစ်ချက်တစ်ချက်ဆိုလို့ရှိရင်တော့နေလက်တယ်ဆိုတော့ခံစားချက်မျိုးတွေတော့ဆယ်ကတစ်ခါတော့ခံစားရတယ်အဓိကကတော့ performance က drop ဖြစ်လာတာကြောင့်လဲပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီဖုန်းနဲ့ gain ဆော့မယ်ဆိုတဲ့သူတွေတက်ကတော့ကျွန်တော်ဘလို့မှအခုချိန်မှာအားမပေးချင်တော့ဘူးအသေးချာဘောက်ကိုဖုန်းကဟမ်းမယ်လေးမယ်ပူမယ်ပြန်ထွက်သွားတာရှိမယ်ဖုန်းရပူတက်လာတာမျိုးတွေရှိမယ်အဲ့လိုမျိုးအနေထားမျိုးတွေကြုံရမှာဖြစ်တဲ့တော့ကြောင့်ဒီဖုန်းနဲ့ daily usage လောက်ပဲသုံးမယ် social media လောက်ပဲပြီးလို့ရှိရင် media consumption လောက်ပဲလုပ်မယ်ဆိုတဲ့သူတွေတော့အများကြီးပို့ပြီးတော့တင့်တော်ရလို့ကျွန်တော်ပြောချင်တယ်ဂိမ်းဆော့မယ်ဆိုရင်တော့တခြားတွေကကြော်ပြီး တော့စဉ်းစားလိုက်တာတော့အများကြီးပိုကောင်းလိမ့်မယ်လို့ကျွန်တော်တခါတည်းကြိုပြီးတော့အကြံပေးထားခြင်းနဲ့ပေါ့နော်ဒီကောင်မှဆိုလို့ရှိရင် IP rating လည်းပါတယ် IP68 wider and dust resistant ပါတယ်ဖြစ်တဲ့အကြောင်းရေဆိုးရေစိမ်းနေတဲ့ခံရတိုင်းမဲ့ဒီလောက်နှစ်ကြာသွားတဲ့ဖုန်းတုံးမှာတော့ရေဆိုးတာတွေရေစိမ်းတာတော့ကျွန်တော်မဖြစ်စေချင်ဘူးနည်းနည်းလေးထိန်းသိမ်းသုံးတာတော့ပိုပြီးတော့အဆင်ပြေလိမ့်မယ်လို့လည်းအကြံတခါတည်းကြိုပြီးတော့ပေးထားခြင်းနဲ့ပေါ့နော်ဆိုတော့ဟုတ်ပြီဒီကောင် overall နဲ့ conclusion ပြန်ချုပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်အခုလက်ရှိဒီကောင်ကိုရောင်းနေရစီကကျွန်တော်တို့ကဗီဒီယိုစမှာပြောခဲ့သလိုပဲ73သိန်း14သိန်းဝင်းကျင်လောက်မှာရှိတယ်ဒါကတော့ give နဲ့ region မှာမူတည်ပြီးတော့ပြောင်းလဲသွားတာလေးအနေနဲ့ရှင်းအောင်ရှင်းနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုအနေထားမှာဒီကောင်ဝယ်တင်လာဆိုလို့ရှင်တော့ video ဆက်မှာပြောခဲ့တဲ့စကားကိုပဲကျွန်တော်ပြန်ပြီးတော့ပြောရမှာပဲဒီဈေးတန်းမှာ အခုခေတ်အနေထားအရတခြားဖုန်းတွေတရားဆိုလို့ရှိရင်ဗျာ Android တရားဆိုလို့ရှိရင်လည်းတကယ်ကိုကောင်းပေညွန်းပေဆိုတဲ့ချို့ချို့သောဖုန်းတွေကိုဝယ်လို့ရနေတာဖြစ်တဲ့တော့ကြောင့်အဲ့ဒီထဲကစဉ်းစားမယ်ဆိုလို့ရှိရင်လည်းစဉ်းစားအဲ့လိုမှမဟုတ်ဘဲနဲ့ကိုက iPhone ကိုမှကိုင်းနေတာဆိုလို့ရှိရင်တော့လည်း net ပို့ဆိုင်ပြီးတော့12 Pro Max တို့ဘောက်လောက်ကနေစပြီးတော့စဉ်းစားစေချင်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကိုတော့တတ်နိုင်လို့ရှိရင်တော့မရွေးတော့ဘဲနဲ့တခြားကြော်လိုက်တာတော့အများကြီးပိုကောင်းတယ်လို့ကျွန်တော်အကြံပေးနေတယ်ဒီနေ့ဗီဒီယိုဒီမှာပဲညီကုန်းချုပ်ချင်ပါတယ်လက်ရှိတော့လူချင်းမင်းတို့က11 Pro Max ကိုကိုင်းနေသေးတဲ့သူတွေရောရှိလားဘာမျိုးပြောစရာလေးရှိလဲဘာ တူကောင်းဆိုးကြောင်းလေးတော့ပြောစရာရှိလဲပေါ့နော်။အောက်က comment ထဲမှာဝင်ပြီးတော့ရေးခဲ့ပြလို့ရပါတယ်။ကျွန်တော်လည်းမေးစရာရှိတယ်ပေါ့နော် brother ဆိုလို့ရှိရင်ဟောအခုချိန်မှာ iPhone 11 Pro Max ကိုဝယ်ဖို့အတွက်အစီအစဉ်ရှိသေးလားဆိုလို့ရှိရင်လည်းကျွန်တော်သာဆိုလို့ရှိရင်လား iPhone 11 Pro Max ကတော့စဉ်းစားပြမယ်ထင်မှာမပါတော့ဘူးပေါ့နော် maybe iPhone 13လောက်ကစပြီးတော့စဉ်းစားပြမယ်ထင်မှာထပ်ပြလိမ့်မယ်လို့ပြောနေတယ်ပဲဒီနေ့ video ဒီမှာပဲထပ်ပြနေကုန်ချုပ်ချင်ပါတယ်။ ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တော်မြတ်တာခံချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုင်းတဲ့တယ်ဆိုလို့ရှိရင်လည်း like and subscribe notify bell နဲ့ပဲကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ် video တစ်ခုကြမှာပြန်လည်ဆုံနေကြတာပါ